အပိုင်း1131ရဲ့အဆောင်မှာတော့အခက်ကျွန်းစုအတွင်းကိုဝင်ရောက်လာတဲ့အစိုးရရေတပ်သင်းမိုးတွေကိုတွေ့မြင်ရမှာဖြစ်ပြီးသင်းမိုးတွေတစ်ခုရဲ့အပေါ်မှာတော့ရေတပ်ဗိုလ်ချုပ်တယောက်ဖြစ်တဲ့ဂီဇာရုကလိုက်ပါလာပါတယ်ဂီဇာရုကတပ်သားတယောက်ကိုရာသီဥတုကအေးလာပြီးမှဂယုဆိုင်ဖို့အတွက်မှာနေခဲ့ပြီးကျွန်းကိုဘယ်တော့မှရောက်မလဲဆိုပြီးမင်းနေခဲ့တာပါဒါကြောင့်မလို့တပ်သားကလည်းပဲအခက်ကျွန်းစုကိုမကြခင်ရောက်ရှိတော့မှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဂီဇာရုကတပ်သားကိုသူတို့အနေနဲ့စားဖို့တောက်ဖို့ရိတ်ခါတွေကိုယူပြီးဒုဗိုလ်မှုကိုအတိပေးသိမိထင်တယ်လို့ဆိုပါတယ် အဲဒီနောက်မှာတော့တပ်သားကလည်းပဲထွက်ခွာသွားခဲ့ကကီဇာရူကတော့ဘေးလယ်ပြင်ကိုငေးချီရင်ကျန်နေခဲ့ပါတယ်နောက်တစ်ခါမှာတော့စီတန်တယောက်ရွက်ကွက်ကိုကိုင်ကစတိုင်ချာချာမောတောင်းနေပြီတဖက်ကဒီမိုဘော်မှာလေကီဇာရူကသူ့ရဲ့တပ်သားတွေကိုသတိဆွဲထားဖို့အတွက်မိန်ပြီးနေပါ ರಿ အဲဒီချိန်တဖက်ကစမ်းသက်ခန်းထဲမှာတော့စတေစီကစန်တိုမာရီကိုအခက်ကိုကီဇာရူကဝင်ရောက်လာပြီးဖြစ်ကြောင်းရှင်းပြနေပါ ರಿ အစပိုင်းမှာတော့ CP0 ကတာဝင်ကဒေါက်တာဘေဂါပန်းကိုတက်ပြီးကီဇာရူလာကိုစောင့်နေရုံပဲဆိုပေမဲ့အခုတော့အကုန်လုံးကကမောက်ကမောက်တွေဖြစ်ကုန်ပြီလို့ဆိုပါ ರಿ ဒါကိုကြတော့စန်တိုမာရူကအစာပိုင်းမှာတော့ဟုတ်မလို့လို့နဲ့နောက်ပိုင်းမှာတာမန်ထက်ပိုလွန်ခဲ့လာတဲ့အစိုးရရဲ့လောက်ွက်တွေပေါ့ဒေါသထွက်နေကြတာပါ။စတေစီကစန်တိုမာရူကိုဒီတစ်ခါအစိုးရကအခက်ကိုဖျက်ဆီးမဲ့အစီအစဉ်ကအရင်တုန်းကအိုဟာရာမတော်ဆမှုမှာဖြစ်သွားခဲ့တဲ့အရာတွေအားလုံးထက်ပိုဆိုးရွားလာနိုင်ကြောင်းရှင်းပြနေပါရီ။အကြောင်းကတော့ဒေါက်တာဘေဂါပန်တရားအိုဟာရာရဲ့လက်ကျန်စမ်းသပ်မှုတွေကိုအခုချိန်ထိအစိုးရမသိအောင်ဆက်လက်လုပ်ကိုင်နေစေမလို့ပါ။နောက်တစ်ချက်အနေနဲ့ကတော့အခက်ကအိုဟာရာနဲ့မတူပဲတိုက်ပွဲလမ်းနဲ့ခေယံတွေကိုခုခံနိုင်စွမ်းရှိတဲ့ကျွန်းစုဖြစ်တာအကြောင်းလို့ဆိုပါရီ။ ။ဒါကြောင့်မလို့ဆန်တိုမာရူလည်းစတေးစီရဲ့စကားကိုသဘောပေါက်သွားပြီးဇာရာဖင်နဲ့ပစိဖိတ်စတာတွေကိုဆိုလိုချင်တာမှလားလို့မေးလိုက်ပါရီ။စတေးစီကဆန်တိုမာရူကိုတကယ်လို့အဲ့လောက်ထိသဘောပေါက်နားလေသွားခဲ့တယ်ဆိုရင်တခုခုဆိုတာနဲ့အရေးပေါ်သူမကိုဆက်သွယ်ဖို့အတွက်မှာကြားကဖုန်းကိုချပြစ်လိုက်ပါရီ။ဒီလိုနဲ့ဖုံးကြသွားတဲ့အချိန်မှာဆန်တိုမာရူကသူ့လူတွေကိုရေတဲရဲ့လောက်ရက်တွေကနေတဆင့်သမိုင်းကိုတင်ယူလိုက်ကြစမ်းဆိုပြီးထားပြောလိုက်ပါရီ။ဒါကြောင့်အားလုံးကလည်းပဲဆန်တိုမာရူရဲ့ဆိုလိုရင်းကိုနားလေသဘောပေါက်သွားခဲ့ကြပြီးဂျိုးမော်ကနေထွက်ပြေးကြဖို့အတွက်ဒေမိုရီကိုပြင်ဆင်ဖို့အတွက်အုတ်လိုက်ကြီးထွက်ပြေးသွားပါတော့တယ်။ နောက်တစ်ခါမှာတော့ဘဲကာဘန်တယောက်ဒီကားပေါ်ကနေဆင်းလာတဲ့သူကိုကြည့်ရင်မျက်လုံးမျက်စံတွေပြူနေပါရီတစ်ဖက်မှာလည်းဖရန်ကီက Snake ကိုသူ့ကိုလူဖြစ်ပြန်လဲပြောင်းပေးဖို့အတွက်တောင်းဆိုနေခဲ့ပြီးတိုက်ပွဲအတွင်းမှာတတိလက်လွတ်ဖြစ်သွားတဲ့သူကိုသူအပြစ်တင်နေပါရီအဲဒီနောက်မှာတော့ဖရန်ကီကကြောက်သားမဖြစ်သေးတဲ့သူ့ရဲ့လက်တစ်ဖက်ကိုလှုပ်ရမ်းလိုက်ရင်းနဲ့ပဲမတည်ခြင်းရင်ရှုံးပစ်လိုက်လို့ဆိုကချင်းချောက်နေပါတော့တယ်ဒါပေမဲ့ Snake ကတော့ဖရန်ကီရဲ့စကားကိုဂယူးမဆိုင်တယ်လို့ပုံစံပြုတ်မှုနေခဲ့ပြီးတစ်ဖက်ကဘိုက်တာကိုရက်စီကိုတလန်းချင်းရှောက်သွားနေခဲ့တာပါ ပိုက်တာဂိုရက်စ်ကပြောင်းလဲသွားတဲ့ Snake ကိုနားမလည်နိုင်ဖြစ်နေခဲ့ပြီးမင်းကအခုဘသူရဲ့မိန်းနဲ့နာခံနေရတာလဲလို့ဆိုတာပောက်ကွဲနေပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲပိုက်တာဂိုရက်စ်တယောက် Snake ရဲ့နင်းချေခြင်းကိုခံလိုက်ရပြီးခန္ဓာကိုယ်တစ်ခုလုံးလဲပောက်ကွဲထွက်သွားပါတယ်။နောက်တစ်ခါမှတော့စန်းသက်ခန်းရဲ့ဒုတိယအထက်ကအခြေအနေကိုပြသထားပြီးချော်ပါကရော်ဘင်ကိုအားလုံးအဆင်ပြေမှပြေးလာဆိုပြီးမေးနေကြတာပါ။ဒါပြင်ဆောင်းနာတော့ကပောက်ကွဲတဲ့အခြေကြီးနဲ့အော်ဟစ်တန်ကြီးကိုကြားလိုက်ရတဲ့အတွက်စိတ်ပူမိတယ်လို့လဲဆိုပါရီး။ ။ Robin ကတော့ဒါက Seraphine ရဲ့ပုံမှန်တောင်းချက်မှုကြောင့်သာဖြစ်ပြီးဒီလောက်ထိစိတ်ပူဖို့မလိုကြောင်းပြန်လည်ရှင်းပြပါသည်။ဒါကိုကြတော့ Atlas က Seraphine သူမတို့ဘက်ကလို့ထင်သားမိပေမယ့်အခုကြမှာဘလို့ဖြစ်သွားတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေပါ ಡಿ ။ဒါကြောင့်မလို့ Robin ကလည်းပဲ Seraphine ကိုတရားရောက်ကမိန့်ထပ်ပေးထားတယ်လို့ယူဆမိကြောင်းသူမရဲ့ထင်မြင်ချက်ကိုပြန်လည်ဝေမျှလိုက်ပါ ಡಿ ။နောက်ပြီးဒီကိစ္စတွေမှာတခွဲကန်တွေးမှာရှိတဲ့အတွင်းလူတယောက်လည်းပါဝင်နိုင်တဲ့ဖြစ်ကြောင်းသူကရှင်းပြပါ ಡಿ ။ချောပါကတော့သူ့အနေနဲ့အဖွဲ့ရီအားလုံးနဲ့မှာမှာနာမီတို့ကိုပဲအလွန်ကျူးစိတ်ပူမိတယ်ဆိုပြီးထားပြောပါ ಡಿ ။ ဒါပေမဲ့တေချာတွေးကြည့်မယ်ဆိုရင်နာမည်ရောအတန်းကိုကြားရနဲ့ကဲတင်ပေးမယ်စံကြီးကအစင်းသိရှိတာကြောင့်စိတ်သက်သာရရမိတယ်လို့လည်းဆိုပါရီရော်ဘင်ကချော်ပါကိုတိုက်ပွဲဝင်နေတဲ့အဖွဲ့ဝင်တွေအားလုံးကဘဲကဘန်းကိုလိုက်လံရှာဖွေဖို့အတွက်အခွင့်အရေးအရန်နေပါလွန်းတာမို့ရှာဖွေရေးစီစဉ်ကိုတာဝန်ယူထားတဲ့သူတို့ကပဲအဆုံးထိတွေ့အောင်ရှာရမယ့်ရာဂိုင်းတုန်းကအရန်ကိုများတယ်လို့ရှင်းပြလိုက်ပါရီအဲ့ဒီချိန်အက်ဒလတ်ကအရင်ကသုံးထားပြီးတဲ့နောက်ပိတ်လိုက်တဲ့တောက်ခွဲကန်တစ်ခုရှိသေးတယ်ဆိုပြီးထားပြောလိုက်ပါရီနောက်ပြီးအဲ့ဒီညကိုဘယ်သူမှမသွားဘူးလို့ထင်ထားခဲ့ပေမယ့်အခုချိန်မှာတော့သွားကြည့်ဖို့လိုအပ်လာပြီလို့ဆိုကအရှိကနေထွက်သွားပါရီ ်နောက်တစ်ခါမှတော့ဓာခွဲကိုင်းရဲ့တတိယအထက်ကအခြေအနေကိုပြသထားတာပါအဲ့ဒီအချိန်စန်ကြီးကထုံးစံတိုင်းသူ့ရဲ့မော်ဘရိုဆေးလိတ်ကိုစတိုင်ကြကြခဲနေခဲ့ရင် F shot ကိုမင်းကကလေးပုံစံနဲ့ဂျင်းမီပဲလို့လမ်းပြောလိုက်ပါရီနောက်ပြီးမင်းကိုယ်တိုင်ကသိပ္ပံပညာရဲ့အထွတ်ထိပ်ဖြစ်နေမယ်ဆိုရင်တော့မှနာမီကိုလက်ဖျားလေးနဲ့တော့မှထိခွင့်မရှိဘူးလို့ဆိုပါရီဒါပေမဲ့ F shot ကတော့စန်ကြီးရဲ့စကားကိုတော့ဂရုမစိုက်ဖဲမြင်ငွင်းကနေရုတ်တရက်ပြောက်ွယ်သွားပြီးနာမီကိုအလေးဝင်တိုက်ပါရီဒါကြောင့်မလို့စန်ကြီးကတိုက်ခိုက်မှုကိုမျက်နှာနဲ့ခံပေးလိုက်ကကာကွယ်ပေးလိုက်ပါရီဒါကြောင့်မလို့အက်ရှက်ကလည်းပဲအတော်လေးကိုအံ့ဩသွားရပါရီ အဲ့ဒီချိန်တစ်ဖက်မှာလေဇိုရိုနဲ့အက်ဆော်ရီရဲ့တိုက်ပွဲကပြင်းထန်နေပြီးသူတို့ကတယောက်ကိုတယောက်အပြန်အလှန်ခုတ်ထိနေကြတာပါလူဗီကလည်းပဲသူ့ရဲ့ red hot ထိုးချမ်းနဲ့ s ဘဲကိုဝင်ရောက်တိုက်ခိုက်လိုက်ပြီးမြဲတိုက်ခိုက်မှုကအချင်းနီးသာဖြစ်နေခဲ့ပါသည်ကာကူကတော့အခုလိုမျိုးတိုက်ခိုက်နေမယ်ဆိုရင်အာရီနေကုန်ခန်းသွားတာကလွယ်ပြီးဘာမှဖြစ်မလာနိုင်ကြောင်းထားပြောပါသည်နောက်ပြီးဒီကောင်တွေကတိုက်စစ်နဲ့ခန်းစစ်ကိုချက်ချင်းလိုသလိုပြောင်းလဲပြစ်နိုင်တဲ့အနေအထားမှာရှိတယ်လို့လည်းဆိုပါသည်အဲ့ဒီချိန်လူဗီကအက်ဆော်တယောက်သူတို့တွေစကားများနေစေမှာပဲမြင်ကွင်းကနေပြောက်ွယ်သွားကြောင်းထားဩပါသည်ဒါကြောင့်မလို့သူတို့ကလည်းပဲဘေးဘဝင်းကျင်ကိုလိုက်လံအကဲခံနေပါပြီ လူရှိကတော့သူ့ရဲ့ထင်မြင်ချက်အရဆိုရင်ပြင်းမှတ်ပြောင်းသွားတာဖြစ်ပြီးအားနည်းတဲ့ဖွဲ့သားတွေကိုတိုက်ခိုက်ဖို့အတွက်ထွက်သွားတာဖြစ်နိုင်ကြောင်းရှင်းပြသွားသည်။ဇကားဆုံးမှာတော့ဇိုရူကအဆောအနောက်ကိုလိုက်သွားဖို့အတွက်ပြင်ဆင်ခဲ့ပြီးလူဖီကခါခုကိုဥဆုမင်းလဲသူနဲ့တူလိုက်သွားတော့လို့ထားပြောလိုက်ပါရီ။အဲဒီနောက်မှာတော့လူဖီကထွက်ပြေးသွားတဲ့ခါခုကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ S ဘဲကိုမျက်ခွဲဖြတ်ခံလိုက်ရင်မင်းရဲ့ရန်သူကဒီမှာကွာဆိုပြီးစိန်ခေါ်လိုက်ပါရီ။ဒါဆက်ထဲမှာပဲလူဖီက S ဘဲကိုဟော့ဂက်ဒလင်းထိုးချက်တွေနဲ့ခန္ဓာကိုယ်ကမီးတွေငိမ့်သွားအောင်အဆမပြတ်ထိုးနှက်နေကြတာပါ။ဒါအပြင်ပါဇက်ကနေလည်းမီးတော့တွေငိမ့်စမ်းငိမ့်စမ်းဆိုပြီးအော်ဟစ်နေပါရီ။ ။နောက်တစ်ခါမှာတော့လွန်ခဲ့တဲ့3လလောက်တုန်းကမယ်ရီဂျိုဗစ်အခြေအနေကိုပြသထားပြီးအခန်းတစ်ခုထဲမှာတော့ဆက်သွယ်ရေးခရီးဝါနေတဆင့်ဒေါက်တာဘေဂါပန်းတယောက်အစိုးရမသိအောင်သူတည်တနာတွေလှုပ်ဆောင်နေရဆိုပြီးသတင်းရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အစိုးရက CP5 ဖွဲ့စည်းကို AKC ကိုဆင်လုခဲ့ပြီးအဖြစ်မှန်ကိုတည်ပြခိုင်းပါရီ။ဒါကြောင့်မဲ Fire Elders တွေကသူတို့ဘော်ကိုတစ်ဆာဖောက်နေပြီဖြစ်တဲ့ဘေဂါပန်ကိုတပ်ပစ်ဖို့အတွက်ကြံစီခဲ့ကြပြီးနောက်ဆုံးမှာတော့လောက်ခန့်ထိပ်ပိုင်းကောင်းဆောင်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ CP0 ကိုဆင်လုလိုက်ပါရီ။ နောက်ပြီးအဲ့ဒီစီဇန်ကကြာရှုံးသွားခဲ့မယ်ဆိုရင်စေတန်ကသူကိုယ်တိုင်ဝင်ရောက်ကင်တွယ်ဖို့အထီးဆုံးဖြတ်ခဲ့တာပါဂီဇာတို့တယောက်ပေါဝင်လာရခြင်းကလည်းစေတန်ရဲ့ခိုင်းစေမှုကြောင့်ဖြစ်ပြီးတိုက်ဆိုင်သွားနေပြီးအခက်ကိုရောက်ရှိလာတဲ့အဖွဲ့စည်းကလူဖီတို့ဖြစ်နေတာကြောင့်အခြေအနေကပုံမှုရှုပ်ထွေးသွားပါတယ်လက်ရှိချိန်မှာတော့ဘေဂါဘန်ကသူ့ဘောကိုသစ္စာဖောက်သွားတဲ့ရော့ကိုနားမလည်နိုင်ဖြစ်နေခဲ့ကရော့ကတော့သူ့ကိုယ်သူဆယ်လက်စတီယယ်ဒရာဂွန်တယောက်ဖြစ်လာတော့မယ်ဆိုပြီးကြေညာနေပါတယ် ဒါပြင်သူမအနေနဲ့ဘလို့ပဲကလုံးတယောက်ဖြစ်နေပါစေဘေဂါပန်းအစ်စ်သားဒီကဘာကြီးတွေကပျောက်ကွယ်သွားခဲ့မယ်ဆိုရင်သူမလည်းတနည်းနည်းနဲ့အဆေးဖြစ်လာနိုင်ကြောင်းရှင်းပြနေခဲ့ကဇလန်လေးကလည်းပဲဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်အပိုင်း1132ရဲ့အဆောက်မှာတော့အခက်တစ်ခုလုံးသစ္စာဖောက်ရဲ့အမွေကောင်းမှုကြောင့်ပြောင်းဆန်နေခဲ့ပါပြီအလုံးကိုပတ်မွေနေတဲ့ငမွေသီးကတော့ရော့ပဲဖြစ်ပြီးဒါကိုတည်သွားတဲ့ဘေဂါပန်းကလည်းလန်သွားခဲ့ပါလိမ့်လွန်ခဲ့တဲ့နာယီနေငယ်ကသူမကဆယ်ရာဖင်ကိုခေါ်ပြီးစကားပြောခဲ့ပါလိမ့်ယောဂအလုံးကိုသူမပြောတာတွေကိုနားထောင်ဖို့ပြောပြီးသူမကသိမကြခင်ဒေါမကိုပိတ်ပေးမယ်လို့ပြောလိုက်ကော ယောဂအနီနဲ့ဘေဂါဘတ်နဲ့အတူတူသူတို့ကိုပါရှင်းပြဖို့အတွက်လုပ်နေတာကိုမကြည်မနှက်ဖြစ်နေကြတာဖြစ်ပြီးဒီအတွက်လေသူမကအစီအစဉ်ဆွဲပါရီပြီးတော့သူမကဆရာဖင်နီကိုဒါကမဖြစ်သင့်ဘူးမဟုတ်လားလို့မေးလိုက်ပြီးတခုခုပြန်ပြောဖို့အတွက်ပြောလိုက်ပါရီအဲ့ချိန်မှာပဲအက်စနိတ်ကဟုတ်တယ်လို့ထောက်ခံပေးလိုက်ပါရီအဲ့နောက်ယောဂဆရာဖင်နီကိုသူမအတွက်အရင်ဆုံးပတ်မွေပေးဖို့အတွက်ပြောပါရီဒါကိုဆရာဖင်နီကလည်းလက်ခံပေးခဲ့ပါရီဒါပေမဲ့အဲ့ဒီခါကျရင်ဂျန်နေသူတွေကတရားရောက်အမိန်ပေးထားတယ်ဆိုတာကိုသိမှဖြစ်လို့ယောဂအဲ့လူသားဆိုအားလုံးကိုသူမကရင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရီ ဒါကြောင့်မလို့ယောဂအားလုံးအမြင်နေသူမအပေါ်ရှင်းသွားအောင်လို့ Snake ကိုသူမကိုအများရှိမှာပဲကြောက်ရွံ့အဖြစ်ကိုပြောင်းလိုက်ပြီးလူရှင်းတဲ့အခါပြန်လှုပ်ပေးဖို့အတွက်ပြောပါရီ။ဒါကိုကြားရတဲ့ Snake ကလည်းပဲသူမရဲ့စကားကိုလက်ခံခဲ့ပါရီ။ဒါအပြင်ယောဂကသူမအပြင်ဘေဂါဘက်နဲ့အခြားသူတွေအားလုံးကိုတတ်လိုက်တော့လို့ပြောလိုက်ပါရီ။ပြီးတော့ယောဂကတခွဲကန်းတွေကမပြတ်မစည်းပဲချန်နေတဲ့နေရာတွေကိုလည်းတေရှာလေးရှင်းပေးလိုက်လို့ပြောလိုက်ပြီးသူမကအားလုံးကိုတိုက်ခိုက်ဖို့အတွက်အချက်ပေးအမိန်ပေးလိုက်ပါရီ။ဒါကြောင့်မလို့ Seraphine တွေအားလုံးကသူရဲ့တာဝန်ကိုစတင်လှုပ်ဆောင်ခဲ့ကြတာပါ။ဒါကြောင့်မလို့ Seraphine တွေကယောဂရဲ့အမိန်တိုင်းလုပ်နေခဲ့ရတာဖြစ်ပြီး အဲ့ချိန်တစ်ဖက်မှာလည်းပဲဆန်ဒိုမာရူကအားယူနေခဲ့ကသူကအခြေအနေကိုစောင့်ကြည့်နေပြီးတော့ Pacific Story ကိုလည်းပဲဂျုံပေါ်မှာတက်ဖြန့်ထားပါသည်အဲ့ချိန်သူတည်နာပညာရှင်တွေကလည်းဆန်ဒိုမာရူရဲ့စကားကြောင့်ဂျုံကနေထွက်သွားဖို့အတွက်လုပ်နေခဲ့ပါသည်သူတို့ကတင်မောပေါ်ကိုအမြန်တက်နေပြီးဒီကနေထွက်သွားဖို့လိုအပ်တယ်လို့ပြောလိုက်ပါသည်အဲ့ဒီအချိန်နယူဝါရဲမှာတော့ Kick ကရှန်တယောက်ကိုတိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါပြီ Kick ကသူ့ရဲ့လူတွေကိုမင်းတို့အားလုံးတိုက်ခိုက်ဖို့အသင်းဖြစ်ပြီလားလို့မေးလိုက်ပါသည် ဒါဘူကြတော့အားလုံးကလည်းပဲအသိမဲလို့ပြောလိုက်တော့ကိကသူ့ရဲ့အဖွဲ့သားတွေကိုဒီတစ်ခါရန်သူကပင်လယ်ရဲ့အေဂရစ်ရှန်တော်လို့ပြောလိုက်ပါရီဒါဘူကြတော့တယောက်ကအေဂရစ်တယောက်ကိုတိုက်ပြီးတော့နောက်ထပ်အေဂရစ်တယောက်ပဲလို့ပြောလိုက်ပြီးဆက်နေတာပဲလို့သူကပြောနေချင်းနောက်တစ်ယောက်ကတော့သူ့ရဲ့အသားတွေတော်ဆက်ဆက်တုံနေပြီလို့ပြောလိုက်ပါရီကိကတော့အားလုံးကိုဒါကငါရီရဲ့ခက်ပဲလို့ပြောလိုက်ပြီးဒါကရက်တန်းလို့မရတော့ဘူးလို့ပြောလိုက်ပါရီအဲ့ဒီချိန်တစ်ဖက်ကနေရှန်ငယ်လောက်ဒေမိုတွေကပေါ်လာခဲ့ပြီးကိကကိုမင်းတို့ပြောနေကြတာတွေကပင်လယ်ရဲ့အေဂရစ်တော်လို့ပြောလိုက်ပါရီအဲ့ဒီချိန်နောက်တစ်ယောက်ကလည်းပဲကိကကို မင်းကိုရှမ်းရဲ့နားကိုတော့ရောက်ခွင့်မပေးနိုင်ဘူးလို့ဆိုလိုက်ပြီးတစ်ဖက်ကမင်းသမီးကလည်းပဲဒီမောက်ကလည်းကစ်ကိုရှမ်းနားကိုကတ်ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်ပါရီကစ်ကတော့ဒါတွေကိုကြားပြီးတော်လေးစိတ်ညစ်နေပါရီအဲ့ဒီအချိန်ကီလာကတော့ကစ်ကိုနာမည်ကြီးတွေလည်းပါတာဖြစ်လို့ဂယူဆိုင်ဖို့အတွက်ပြောတော့ကစ်ကဘလို့သေးတဲ့တိုက်ခိုက်မှုတွေကိုမဆိုအာယုံဆိုင်မှာပါလို့ပြောလိုက်ပြီးသူကအားလုံးကိုခနာအတွင်းမှာအပြတ်ရှင်းပြမယ်လို့ပြောလိုက်ပြီးတော့ဂမ်းမရထားတဲ့ရှမ်းငယ်ဒီမောက်ကိုကြည့်နေခဲ့ပါရီတစ်ဖက်မှာလည်းရှမ်းငယ်လူတွေကပစ္စည်းတွေကိုဒီမောက်ဘဝကိုတင်နေခဲ့ပြီးဒီရောက်ကတော့ရှမ်းကိုထွက်သွားဖို့ချိန်ကြပြီလို့ပြောလိုက်ပါရီ ဒါကြောင့်မလို့ရှန်ကဒီမောဘောကိုတက်ဖို့လုပ်နေချိန်တယောက်ကတော့ရှန်ကိုကစ်ကိုတိုက်ဖို့အတွက်ထွက်သွားကြတယ်လို့ပြောလိုက်ပါရီရှန်ကအားလုံးကိုတက်ပြန်ဆုပ်ခိုင်းလိုက်ပါရီအဲ့ဒီအချိန်လူတချို့ကတော့ပြေးလာနေခဲ့ပြီရှန်ကိုနေပါအောင်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်ကောင်မလေးတွေကလည်းပြေးလာပြီးရှန်ကိုမသွားပါနဲ့ဟုတ်နေပါအောင်လို့ပြောလိုက်ပါရီဒါကြောင့်မလို့ရှန်ကလန်သွားချိန်ကောင်မလေးကရှန်ကိုပြေးဖက်လိုက်ပြီးပြန်တော့မလို့လာလို့မိလိုက်ကအခုမှရောက်တာကိုခဏနေသွားဖို့အတွက်ပြောလိုက်ပါရီဒါကိုကြတော့ဒီတစ်ခေါက်လာတာကဖျက်သွားရုံပဲလို့ပြောလိုက်ပါရီ ဒါဝကြည်ကဒေါရီတို့ကတော့ဒီလိုကိစ္စနဲ့ပတ်သက်လာရင်တော့အေဂရီလည်းမနိုင်ဘူးလို့ပြောလိုက်ပြီးကောင်မလေးတွေကြားထဲရောက်နေတဲ့ရှန့်ကိုကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရှန်ကအားလုံးကိုနှုတ်ဆက်ပြီးသူသွားဖို့လိုအပ်တယ်လို့ပြောလိုက်ကဒီမှာကြာကြာနီရာကသူ့ကိုနာမည်ပိုကြီးလာစေလိမ့်မယ်လို့ပြောလိုက်ပြီးတော့အားလုံးကိုသူ့အတွက်လမ်းဖဲ့ပေးဖို့အတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့အားလုံးကလည်းပဲရှန်ကိုလမ်းဖဲ့ပေးလိုက်ပြီးရှန်ကသင်းမောဘက်ကိုတက်သွားခဲ့ပါတယ်။တယောက်ကတော့ရှန်ကိုခေါင်းဆောင်ကနာမည်ကြီးပဲနော်လို့ပြောလိုက်တယ်။ဒါကိုကြတော့ရှန်ကဒီလိုပါပဲလို့ပြောနေချင်းတယောက်ကတော့ကစ်ကိုသူတာဝန်ယူလိုက်မယ်လို့ပြောတော့သူက3ဘီလီယံအောင်တန်တဲ့ကောင်လို့ပြောလိုက်ပါတယ်။ ရှန်ကတော့လူငယ်တွေကမြန်မြန်ကြီးတိုးတက်လာတာကိုအားပေးဖို့အတွက်ပြောနေခဲ့တာပါ။အဲဒီနောက်မှာတော့ရှန်တယောက်ကီးရဲ့အခြေအနေကိုမေးလိုက်ပြီးဝါနူကရလာတဲ့ဒဏ်ရာတွေပြောင်းနေပြီလားလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ကီးကိုလေးလာနေတဲ့သူကရှန်ကိုကီးရဲ့အခြေအနေကအားလုံးကောင်းတယ်လို့ပြောလိုက်ပြီးတိုက်ခိုက်ဖို့အတွက်တက်တက်ကြွကြွပဲလို့ပြောလိုက်ပါတယ်။ဒါအပြင်သူကကီးကိုရှော့မတွက်ဖို့ပြောပြီးကီးကလည်းတစ်ချိန်လုံးကလူဆိုးလေးပဲလို့ဆိုလိုက်တော့ရှန်ကဟန်ကိုကိုကီးရဲ့အကြောင်းကိုသိချင်တယ်လို့ပြောလိုက်တော့ဟန်ကိုကသူချထားတဲ့ကီးရဲ့အကြောင်းကိုချက်ချင်းပြစ်ပေးလိုက်ပါတယ်။ဒါကြောင့်မလို့ရှန်ကသဘောကျနေခဲ့ပြီးသူကကီးရဲ့အကြောင်းကိုလေးလာလိုက်ပါတယ်။ ဒါကိုမြင်တော့တယောက်လေဟွန်ကိုကိုမင်းပြီးသားပါပဲလို့ပြောလိုက်ပါရီအဲချိန်ကိကလည်းပဲသူတို့ကိုဝိုင်းထားတဲ့ဒီမော့ကဘန်နစီလဲလို့မိလိုက်တော့ကီလာက၉စီးရှိတယ်လို့ပြောလိုက်ပြီးအလိုရှိပိုစတာမှာမြင်တွေ့ရတဲ့မျက်နှာတွေလည်းတွေ့တင်ရတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ကိကသူ့ရဲ့အစွမ်းကိုအသုံးပြုပြီးရှိသမျှတန်တွေကိုဆွဲယူနေပါရီဒါကိုကိရဲ့လူတွေကလည်းကြည့်ပြီးချိန်နဲ့နေခဲ့တာပါအဲ့ဒီအချိန်ကိကအခြားဒီမော့ကလက်နက်တွေကိုပါဆွဲယူနေပြီးဒီမော့တွေကိုလည်းဆွဲယူနေပါရီဒါကြောင့်မလို့အားလုံးကတုံလုံးနေခဲ့ပေမဲ့ဒီရောက်ကတော့ကိစင်ထားတဲ့အမြောက်ကိုကြည့်ပြီးဒီလောက်လေးနဲ့သူတို့ကိုမလုံနိုင်ပါလေလို့ပြောကအားလုံးကိုရှေ့ဆက်တက်ဖို့အတွက်ပြောနေခဲ့ပါရီ ကေကာရောသူအနေနဲ့ဘာချီပါချက်လေးတွေနဲ့တိုက်ခိုက်ပြီးအချိန်မပြုံးနိုင်ဘူးလို့ပြောလိုက်ကသူရဲ့လမ်းမှာပိတ်ဆို့နေတဲ့သူတွေအားလုံးကိုတုတ်တင်ပြစ်မယ်လို့ဆိုပြီးအဲဒီချိန်ရှန်ကလည်းပဲကေရဲ့စွာကိုခန်းစားမိပြီးဆိုပြီးစိုးရိမ်သွားခဲ့ပါတယ်။ကေကာရောသူရဲ့အမြောက်ကြီးကိုတုံးကဒေမိုရီအားလုံးကိုတစည်းပြီးတစည်းဖျက်ဆီးပြစ်လိုက်ပါတယ်။ကေရဲ့လက်နဲ့ပြင်အားကြောင့်တစ်ချက်ထိလိုက်တာနဲ့အရာအလုံးကပြက်စီးသွားပြီးလူတွေကလည်းပဲရေထဲကိုပြုတ်ကျကုန်ပါတယ်။ဒါကိုကြည့်ကကိကာရောသဘောကျနေပြီဒီမြင်ကွင်းကိုကြုံမြင်လိုက်ရတဲ့ရှန်ကသူ့ရဲ့လူတွေကိုဒီမော့ကိုအမြန်ဆုံးခွဲခိုင်းမှုအတွက်ပြောလိုက်ပြီးတော့အကြီးကျယ်ထိခိုက်မှုတွေဖြစ်ကုန်တော့မယ်လို့ဆိုလိုက်ပါရီ အဲ့ဒီနောက်ရှန်ကဒိုရီရိုကိုလည်းအသိမြင်ထားဖို့အတွက်ပြောလိုက်ပြီးသူကအရှိကိုသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ဘက်ကတော့ရှန်အနေနဲ့တော်တော်ဆိုးဆိုးအနာဂတ်မြင်ကွင်းကိုမြင်လိုက်လို့ဖြစ်မယ်လို့ပြောနေပါတယ်။အဲ့ဒီချိန်မှာရှန်ကတော့တစ်ဖက်ကိုကူးနေခဲ့ပါပြီ။ရှန်ကတော့တင်းမောတစ်ဖက်ကနေတစ်ဖက်ကိုကူးနေခဲ့ပြီးအရှိကိုရောက်အောင်သွားနေပါတယ်။အဲ့ဒီချိန်ကိကတော့အားလုံးကိုအမြောက်နဲ့ပြစ်ခတ်ဖို့လုပ်နေပါတယ်။အဲ့ဒီချိန်ယုတ်တိရရှန်ကပေါ်လာတာကြောင့်ကိကလှည့်နေခဲ့ချိန်ရှန်ကတော့ကိရဲ့လက်နက်ကိုဘင်လက်တမျာကြီးဂိုဒီရိုဂျာရဲ့ဟာကီကိုအသုံးပြုတဲ့တိုက်ခိုက်မှုတစ်ဖြစ်လေ တပိုင်းတပါချာလို့ခေါ်တဲ့ခါမူစာရီကိုအသုံးပြုပြီးတိုက်ခိုက်ပစ်လိုက်ပါရီ။ဒါကြောင့်မလို့ကိရဲ့အမြောက်ကကွဲလာပြီးကစားပြီးပြက်စီသွားခဲ့တယ်လို့ကိကလည်းပဲအနောက်ကိုလွင်ထွက်သွားခဲ့ကောင်တင်းမောကလည်းပဲမီလောင်ပြက်စီသွားပါရီ။အဲဒီချိန်ကိကတော့အောက်ကိုပြုတ်ကြကဇန်းငင်ဇန်းငင်နေဖြစ်နေပါပြီ။ဒါပေမဲ့သူ့ရဲ့စိတ်ကူးထဲမှာတော့သူကရှန့်ကိုအနိုင်ရနေခဲ့ပြီး Red Pony Cliff ကိုသာရလို့ရှိရင်သူက One Piece ကိုရဖို့အတွက်ခြေတလန်းပုံနီးလာပြီလို့ပြောလိုက်ပါရီ။အဲဒီနောက်ကိကကီလာကိုဂိုက်ဒိုဘင်မောင်းနဲ့ရှန့်ကလူဟောင်းနေပဲလို့ပြောလိုက်ပြီးသူတို့ကိုလူသေးတွေဖြစ်တဲ့သူတွေကအနိုင်ယူနိုင်တယ်လို့ပြောလိုက်ကောင်ပင်လယ်သမားဘရင်က သူပဲဖြစ်မှာလို့ပြောလိုက်ပါရီအဲချိန်ကီလာကထားယူတာကြောင့်ကိကကီလာကိုမင်းဘာကြီးနေရလဲလို့မေးလိုက်ချိန်ကီလာရဲ့မျက်နှာဖုံးကကွဲနေပြီးသွေးတွေကျနေတာကိုမြင်လိုက်ရလို့သူကစဝေစဝါဖြစ်နေပါရီအဲနောက်မှာတော့ကိကသူ့ကိုခေါ်နေတဲ့အတန်တွေကိုကြားပြီးသတိများတစ်ချက်ရတစ်ချက်ဖြစ်နေခဲ့ပါရီကိရဲ့အဖွဲ့သားတွေကတော့ကိကိုစိတ်ပူနေပြီးကိကနိုးမလာတော့ဘူးလို့ပြောလိုက်ပါရီပြီးတော့သူတို့ကကိကိုအမြန်ထားဖို့အတွက်ပြောလိုက်ပြီးတစ်ဖက်မှာလည်းကိကိုသွားခဲ့တဲ့ကီလာကလည်းပဲကိရဲ့စိတ်ကူးတွေကလိုပဲမျက်နှာဖုံးကကွဲပြီးသွေးတွေအန်နေခဲ့ပါရီ အဲဒီနောက်မှာတော့တယောက်ကသူတို့ရဲ့နားကိုရှောက်လာနေတဲ့ရှန့်ကိုမြင်ပြီးလန်သွားပြီးတော့သူတို့ရဲ့ခေါင်းဆောင်ကိုလှုပ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။သူတို့ကအသက်ကိုချမ်းသာပေးဖို့အတွက်ပြောလိုက်ပြီးကစ်ကိုကယ်ကွင်းရဖို့အတွက်လည်းအသေးအတန်တောင်းပန်နေပါတယ်။အဲ့ဒီအချိန်တယောက်ကတော့ပိုနီကလစ်တွေကိုသွားယူလာဖို့အတွက်ပြောလိုက်ပြီးသူတို့ရထားသမျှပိုနီကလစ်တွေကိုရှန့်ကိုပေးလိုက်ပြီးတော့အသက်ကိုပဲချမ်းသာပေးပါလို့ပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့ရှန့်ရဲ့တင်းမောကအနာကိုရောက်လာတာကြောင့်ရှန့်ကတင်းမောဘော်ကိုတတ်သွားခဲ့ပါရီအဲ့ဒီအချိန်ကရဲ့ဖွဲ့သားတွေကဂန်းဆက်မှာရှိနေတဲ့စုံတစ်ခုကိုမြင်သွားခဲ့ပြီးသူတို့ကလန်သွားခဲ့ကြပါရီ ဲ့ဒါကတော့ဒိုရီတို့ပဲဖြစ်ပြီးတော့သူတို့ကသူတို့ရဲ့လက်နက်တွေကိုအသိမြင်ထားခဲ့ပါတယ်။အဲ့နောက်ဒိုရီကကစ်တို့ကိုလူသားသေးသေးလေးတွေလို့ခေါ်လိုက်ပြီးမင်းတို့သူများပိုင်နဲ့ထဲမှာတနက်ဖောက်မယ်ဆိုရင်တိုက်ခိုက်မှုအတွက်အသိမြင်ထားရမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့သူတို့ကကစ်ရဲ့လူတွေကိုတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ပြီးပြင်းထန်တဲ့ဓားသွားတစ်ခုကိုပြစ်ထုတ်လိုက်ပါတယ်။ ဒရီနဲ့ဘရိုဂီတို့ရဲ့တိုက်ခိုက်မှုကြောင့်ကိတုရဲ့ဒင်းမောကနှစ်ချမ်းခွဲသွားပြီးအားလုံးကလည်းပဲရေထဲကိုပြုတ်ကျသွားပါရီ။ဒါ့အပြင်ကိကလည်းပဲပင်လယ်ရေထဲကိုထိုးကျသွားခဲ့ပြီးအဲဒီနောက်မှာတော့3ဘီလီယံတန်ကြီးရှိတဲ့ကိနဲ့သူ့ရဲ့အဖွဲ့သားတွေကနယူးယောက်မှာရှိတဲ့အယ်ဘတ်ဂျွန်းမှာဖျက်ဆီးခံလိုက်ရပြီးဇလန်လီကလည်းပဲဒီမာရီမဲတခန်းရက်သွားခဲ့ပါရီ။